မှတ်ထားပေါ့ဗျာတန်ခါဆိုရယ်တန်ခါဆိုရယ်စကားလုံးလေးอ่ะဗမာလူပြောရင်အဖွဲ့အစည်းကိုပြောတာအင်္ဂလိပ်လူပြောရင် ပါတီပဲဗျာပါတီပဲအဖွဲ့အစည်းကိုခေါ်တာအဲ့တော့တန်ခါဆိုတာဗာလဲဗုဒ္ဓပါတီပဲတန်ခါဆိုတာဗာပြောတာတော့ကဲပြော တန်ကားတန်ကားကတန်ကားဆိုဘာလို့မေးလို့ဘယ်လို့တော့မလို့အရာနော်ခုနကပြောလို့ပဲဗုဒ္ဓကဖះကဗမာလူတိုင်းပြန်ထားတာဓမ္မတရားဆိုတာလည်းဗမာလူတိုင်းပြန်ထားတာတန်ကားကိုတန်ကားကြနောက်ခရေးချလေးယရဏကိုယရဏခေါ်သူခေါ်ထားတာဟုတ်တယ်မလားဘာလို့မပါတော့ဘာလို့မရှိတော့မှတ်ထားပေါ့ဗျာတန်ကားဆိုတဲ့တန်ကားဆိုတဲ့စကားလုံးလေးကဗမာလူပြောရင်အဖွဲအစည်းကိုပြောတာ အင်္ဂလိပ်လိုပြောရင်ပါတီပဲဗျပါတီပဲအဖွဲ့အစည်းကိုခေါ်တာအဲ့တော့တန်ခါဆိုတာဗာလဲဗုဒ္ဓပါတီပဲဟုတ်တယ်မလားကဘာပေါ်မှာရှေးကြဆုံးဘာသာရေးပါတီကြီးอ่ะဒီဗုဒ္ဓပါတီကြီးပဲဗုဒ္ဓပါတီကြီးပဲအိန္ဒိယနိုင်ငံမှာဘာသာရေးပါတီတွေဖျားနဲ့ခစ်ပြိုင်ဖျားတဲ့မရှေးမနှောင်ဖျားတဲ့အရင်ကြတယ်6ပါတီတွေ့ဦးမှာပေါ့ဟုတ်တယ်မလားတိဋ္ဌိဆရာကြီး6ရောက်ရဲ့ပါတီပေါ့ပူရဏကတ္တပမက္ခရိခောတာလ ပကုဒကိစ္စာနဗာရဲဟိုပုံကိုယ်လေးပေါ့တင်စရာဗိလထပုဒ္ဒနိကန္ဒနာတပုဒ္ဒနဲ့ဟုတ်တယ်မလားနော်အဲ့ဒီပုံကို6ရောက်ရဲ့ခိုင်းနေပါတီတွေကဖျားမပွင့်ခင်ဖျားမပေါ်ခင်တွေကပါတီတွေကပေါ်နေတယ်ဘာသာရေးပါတီတွေပဲအိန္ဒိယမှာပါတီတွေအခြေခံကမရှိကြတော့6ခိုင်းတွေက6ပါတီတွေကအခု9ပါတီကတော့လုံးဝကိုပျောက်သွားပြီလုံးဝပျောက်သွားပြီ ပါတီတီထောင်တယ်ပါတီတီထောင်တယ်ဆိုရလဲစတင်ပြီးတော့တီထောင်တဲ့ပုံကရဲ့ဘုံကံလဲကွာသေးတာပဲဟုတ်တယ်မလားဗုဒ္ဓပါတီဟာစတင်တီထောင်ခဲ့တဲ့ဗုဒ္ဓဂေါရမကတကယ့်ကိုဘုံတကောအာနုဘော်နဲ့ပြည့်စုံလို့နှစ်ပေါင်း2500ကျော်တဲ့ပါတီကြီးဟာခနေ့ချင်းတီအောင်တွေ့နေရတာဘောဘာသာရေးပါတီကြီးဟုတ်တယ်မလားဘုံကံမရှိတဲ့ပုံကူတွေတီထောင်တဲ့ပါတီတွေကြတော့မှုလောက်တော့မှအသက်မရှိဘူးဆိုတာအဲ့ဒါတွေပြောတာပဲငါးပါတီကတော့ပျောက်သွားတယ်အိန္ဒိယမှာလည်း တပါတီကတော့ကြမ်းနေတယ်ခနေချင်းကြီးအိန္ဒိယမှာနိခန္ဒနာတပုဒ္ဒါတဲ့အဲ့ဒီအမည်နဲ့တော့မဟုတ်တော့ဘူးပါတီတွေရတဲ့နာမည်တွေကအမျိုးမျိုးပြောင်းတတ်တယ်ဟုတ်တယ်မလားနော်ရှေးတုန်းကအင်္ဂလန်မှာဘာလို့နာမည်မျိုးကမပြောတတ်တော့ပါဘူးအခုချိန်မှာသူကပြောင်းနေလာတာဒီမိုကရက်တို့လေဘာတို့ဆိုတာတွေပြောင်းလာတော့သူမျိုးကဟွတ်ပါတီတဲ့လေဘာပါတီကရှေးတုန်းကအင်္ဂလန်နိုင်ငံမှာပါတီတွေစထောင်တော့ဟွတ်ပါတီလို့ခေါ်တာအခုနောက်ပိုင်းမှာလေဘာပါတီဆိုပြောင်းလာတာအဲ့လိုပြောင်းလာတဲ့ပုံစံမျိုးပဲခု နိဂန္ဓနာတပုဒ္ဒဆရာကြီးရဲ့ခိုင်းကခနေ့ချိန်ကျဂျင်းခိုင်းဆိုပြီးအိန္ဒိယနိုင်ငံမှာပေါ်နေတာအဟုတ်မဟုတ်ဘူးသူတို့ဘုန်းကြီးတွေကနော်တုံးလုံးတွေတွေ့မှာပါဒီဘက်ခေတ်ခင့်မိပါတယ်သူတို့တွေတွေ့မှာပါနော်အဲ့ဒီပုဂ္ဂိုလ်ရဲ့ခိုင်းကြတော့ကျန်းနေတယ်အဲ့ဒီပါတီကျကျန်းနေတယ်ကျန်တဲ့၅ပါတီကဘာလို့ပျောက်သွားလဲလို့မေးစရာရှိတာပေါ့ကျန်တဲ့ပါတီတွေကကံကိုလက်မခံဘူးကံကိုလက်မခံဘူးကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ် မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်ဆိုတော့ကံကိုလက်မခံလို့အဲ့ဒီခိုင်းနေရပျောက်ကုန်တာဒီခိုင်းကြတော့ဂျိန်းခိုင်းကြတော့ကံကိုလက်ခံနေဗျာသူတို့ကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်တော့ဆိုးကျိုးဖြစ်တယ်ဆိုတာလက်ခံလို့ဒီနေ့ချိန်ကြီးကြားနေကြတာသို့တော့အဲ့ဒီကံကိုပယ်တတ်တဲ့ဤကြတော့မတူတော့ဘူးအကျန်းဤအပြင်ပြောမယ်ဆိုရင်တော့အားလုံးသိတယ်တမထနဲ့ဝိပဿနာပေါ့သူတို့တွေကတမထဤနဲ့ပယ်တတ်တယ်ကံကိုဗုဒ္ဓဘာသာကတော့ဗာလဲဝိပဿနာဤနဲ့ပယ်တတ်တယ် တမထာနီးနဲ့ပယ်တတ်တယ်ဆိုတော့ရှင်းအောင်ပြောရရင်တော့အိမ်ရှိမှအကြောင်းရှိမှသစ်ပင်ကြီးတစ်ပင်ရှိတယ်။ကြောင်းမော်လဲကြလိမ့်မယ်အိမ်မော်လဲကြလိမ့်မယ်ဆိုရင်အဲ့ဒီအပင်ကြီးကိုအကိုင်းနေအခက်တွေခုန်နေုံနဲ့တော့ဒီပင်ကြီးကလဲကြမှာမဟုတ်ဘူးမလဲကြပဲနေမှာမဟုတ်ဘူးကိုယ်လက်ထက်သာလဲမကြမှာကိုသားသမီးမိမိတွေလက်ထက်ကြတော့လဲကြနိုင်တာပဲဟုတ်တယ်မလားအဲ့ဒီတစ်ပင်ကြီးကိုမရှိအောင်ဆိုအောက်ကအမြစ်ကိုတူးပစ်လိုက်မှဘာဖြစ်လဲလုံးဝကိုယ်လက်ထက်လည်းပဲပြိုမကျတော့ဘူး ကိုသားသမီးမိမိတွေတက်တယ်လဲကြားဖို့ရာစိုးရင်ကြာရှိသေးလားမရှိတော့တမထနဲ့ဝိပဿနာအဲ့လိုกว่าတယ်တမထကတော့တာမန်လေးနဲ့ပဲသူကညှိမ့်ထားတာညှိမ့်ထားတာထိမ့်ထားတာအိုးဝိပဿနာကြတော့အမြစ်ပါကိုပယ်ပြလိုက်တော့လားအမြစ်ပါပယ်ပြလိုက်တော့လားပို့ပြီးတော့ရှင်းအောင်ပြောမယ်ဟောဒီဇဝဲလေးပေါ့မြေပဲစီလေးတင်တာပဲစီလေးစပားစီလေးတင်တာတက်တက်လို့သူအပင်ပေါက်မှာမဟုတ်ဘူးအဲ့ဒါတမထနီးနဲ့သူထိမ့်ထားတာတမထနီးနဲ့ထိမ့်ထားတာ အဲအဲ့ဒီမြေပဲစီလေးကိုဟိုမြေကြီးပေါ်သွားချကြည့်လိုက်နှစ်ရက်သုံးလောက်နေရင်ဘာဖြစ်လဲအပင်လေးပေါက်လာပြီအညောင်လေးပေါက်လာပြီအဲ့ဒါတမထာနီးနေပဲဝိပဿနာနီးနေကြတော့ဘယ်နာပဲထားတာအဲ့ဒီပဲစီလေးစပါးစီလေးကိုအိုးကင်းနဲ့ထည့်လျော်လိုက်တာနဲ့တူတယ်အိုးကင်းနဲ့ထည့်လျော်ထားပြီးဒဲအိုးနဲ့ကြော်ထားပြီးဆိုဒီပေါ်ရင်မကဘူးဟိုမြေကြီးပေါ်သွားချရေအိုးတွေနဲ့တဲလောင်းမြေဩဇာတွေအိတ်နဲ့ထား तू အပင်ပေါက်ပါအောင်မလားမပေါက်ပါဘူး မပေါတော့ဘူးအဲ့ဒါဝိပဿနာနည်းနဲ့ကံကိုပယ်တတ်တာပဲအဲ့ဒီအခြေခံကံကိုပယ်တတ်တဲ့ဒီမှာကြွာသွားတာတဲ့သူတို့ခိုင်းနေဗုဒ္ဓဘာသာတရားတော်နဲ့ဟုတ်တယ်မလားဆိုကြပါစို့ဒါတွေကအပြင်ကပြောနေတာပါအဲ့ဒီတော့သူတို့တွေကအဓိကကအတ္တကိုလက်ခံနေတယ်သူတို့ကအဲ့ဒီ၆ခန်းကအတ္တကိုလက်ခံတယ်လူတွေရဲ့ခန္ဓာကိုယ်ထဲမှာအသက်ဆိုတာရှိတယ်ဝိညာဉ်ဆိုတာရှိတယ် ဒီခန္ဓာကိုယ်ကြီးကဆွေးသွားလို့ရှင်ကြီးသွားရင်ရင့်သွားရင်ဓာကြီးကိုထားပြဲပြီးတော့ဒီအသက်လေးကနောက်ဘဝကိုသွားတာပဲဆိုတဲ့လက်ခံအတ္တကိုလက်ခံတဲ့ဝါဒတွေခန္ဓာကိုယ်ထဲမှာလိပ်ပြာဆိုတာရှိတယ်ဝิญဉ်ဆိုတာရှိတယ်ဆိုတဲ့ဝါဒမျိုးတွေဗုဒ္ဓဘာသာတရားတော်ဗုဒ္ဓဂေါတမကကြီးညာပြီးထွက်လာတယ်အနတ္တပဲခန္ဓာကိုယ်ထဲမှာဘာမှမရှိဘူးအတ္တဆိုတာမရှိဘူးတဘောကနေတဘောကိုပြောင်းသွားတာမျိုးဘာမှမရှိဘူးသို့တော့ ဟေတုနဲ့ပစ္စယဗုဒ္ဓဘာသာတရားကဟေတုနဲ့ဖလအကြောင်းကြောင့်မို့အကျိုးဖြစ်တယ်အကြောင်းမရှိဘဲနဲ့အကျိုးမဖြစ်ဘူးဟုတ်တယ်မလားခိုးဘဲဘဝမရှိဘဲနဲ့ဒီဘဝဆိုတာပေါ်လာမှာမဟုတ်ဘူးဆိုတဲ့ဝါဒမျိုးအကြောင်းနဲ့အကျိုးဆက်ဆက်တဲ့ပဋိစ္စသမုပ္ပါကိုလက်ခံတဲ့ဝါဒမျိုးဖြစ်တဲ့အတွက်ခဏချင်းအကြည့်အောင်ဒါလက်ခံနေပြီးတော့ဗုဒ္ဓဘာသာတရားတော်ကတီးနေတာကြံတဲ့ဝါဒတွေခဏချင်းပျောက်ကုန်ကြပြီဟုတ်တယ်မလားနော်အဲ့တော့ဗုဒ္ဓ ဆိုတာကဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်တူကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်တည်းကပေါ်သွားပြီဆိုကြပါစို့ပြိဋိနိဗ္ဗာန်ဆန်သွားပြီတည်သွားပြီတက်တော်မှဘာမှမကြည့်ဘူး80နဲ့ပြန်တော်မူသွားတာပြိဋိနိဗ္ဗာန်ဆန်သွားတာ40နဲ့5နှစ်ကြာတယ်တရားတော်တွေကိုဟောကြားသွားတာ40နဲ့5နှစ်ကြာတယ်မယမနာဟောကြားသွားတာအဲ့ဒီတော့ဗုဒ္ဓကိုလည်းကိုယ်တိုင်မမိလိုက်ကြတော့ဘူးဓမ္မဆိုတာတွေကလည်းပဲအဲ့လိုဟောတဲ့အချိန်မှာအဲ့လောက်ပဲရက်သွားမှာပေါ့45နှစ်ပဲ ခဏိချိန်ကြည့်အောင်အဲ့ဒီဗုဒ္ဓရဲ့တရားတော်တွေကိုပယ်ဆောင်းလာကြတဲ့ပုံကိုယ်တွေကဒီပုံကိုယ်တွေပဲဒီပုံကိုယ်တွေပဲတန်ခါပဲတဲ့တန်ခါပဲအဖွဲ့အစည်းဟုတ်တယ်မလားအဲ့ဒီအဖွဲ့အစည်းကတာမန်အနေနဲ့သာတည်ထောင်ခဲ့လို့ရှိရင်ဒီခဏိချိန်ကြည့်အောင်ဒီတန်တာတော်ရှင်မြတ်တွေကိုတွေ့နိုင်မှုသိခင်းရင်တွေ့နိုင်မှုသိခင်းရင် ဒါကြောင့်မို့ဗုဒ္ဓမြတ်စွာကသူ့အဖွဲ့စည်းတဲ့ကိုသူ့ပါတီတဲ့ကိုပါတီဝင်အဖြစ်နဲ့ဝင်ဖို့အတွက်စီမင်းစည်းကမ်းနေကန့်တတ်ထားခဲ့တယ်။အဲ့ဒီစီမင်းစည်းကမ်းတွေကလေးနယ်လုံးအားကြီးလို့ဒီပုဂ္ဂိုလ်တွေတန်လာတော်ရှင်ရတရားဝင်ဖို့လဲထွက်တယ်ထွက်ဖို့လဲခက်တာပဲ။ပါတီဝင်ဖြစ်နဲ့ဝင်ဖို့ခဲရင်တယ်လို့ပါတီဝင်ဖြစ်ကနေရုပ်သိမ်းမှုဆိုတာလဲခဲရင်တာပဲ။ခဲရင်တာပဲ။အဲ့တော့တန်ခါဆိုတဲ့စကားလုံးတွေကဒီပုဂ္ဂိုလ်တွေကိုပြောတာအဖွဲ့စည်းကိုပြောတာ။ဒီဖွဲ့စည်းတဲ့ကိုဝင်ရင်လေဆိုရင် နှစ်မျိုးလိုအပ်လာတယ်တဲ့နေရာရဲ့ပုံကိုရဲ့နေရာဆိုတာကယဟန်ခံရင်လည်းနေရာတိုင်းလုပ်လို့မရဘူးဗုဒ္ဓပါတီတဲ့ဝင်ရင်လည်းဆိုနေရာတိုင်းကဲလာကြမင်းဝင်กว่าဆိုလုပ်လို့ရပါမလားမရဘူးမရဘူးတပါးနှစ်ပါးနဲ့လက်သိထိုးတဲ့ ဗမာနိုင်ငံမှာဆိုရင်တော့၅ပါး၅ပါးကိုအတိပေးရတယ်အ ਨੇ ဆုံးအိန္ဒိယနိုင်ငံမှာဆိုရင်၁၀ပါးပါရှိမှရတယ်ဘာဖြစ်လို့ကွဲပြားသွားတာလဲဖရားလို့မေးစရာရှိတာပေါ့အိန္ဒိယနိုင်ငံကဖရားပွင့်တဲ့နေမြေအတွင်းမှာဖြစ်နေတာဗမာလိုပြောရင်တော့မစ္စိမဒေတာပေါ့ဖရားပွင့်တဲ့နေရာဖြစ်နေလို့၁၀ပါးနဲ့အဲ့ဒီခေတ်ကတော့တန်လာတော့ရှင်မြတ်တွေပေါ်တော့၁၀ပါးရှိမှယဟန်တော်၁၀ပါးကိုအတိပေးပြီးတော့မှယဟန်တော်၁၀ပါးအ ਨੇ ဆုံး၁၀ပါးကလက်ခံမှအဲ့ဒီပုဂ္ဂိုလ်ကပါတီဝင်ဖြစ်တယ် ဗမာနိုင်ငံကတော့ပိဿံတရိလို့ခေါ်တာပေါ့ပိဿံတရိဆိုတာကနေကြပေါ့နော်ခုခေတ်စကားနဲ့ပြောရင်တော့ပိဿံတရိဆိုတာအစောဖျားနေရာတွေကိုခေါ်တာအဲ့ဒီဘက်မှာတော့ဉာဏ်တန်ကားတွေရှားတဲ့အတွက်၅ပါးပဲရတယ်၅ပါးနဲ့အတိပေးလိုက်ရင်မင်းတို့အဖွဲ့အစည်းတွေကိုဝင်ကိုရတယ်ဆိုပြီးတော့ဗုဒ္ဓမြတ်စွာကပို့ကိုကိုလည်းတတ်မှန်ထားခဲ့တယ်နေရာကိုလည်းတတ်မှန်ထားတယ်ဒီကျောင်းထဲမှာလှုပ်ချင်လို့မရဘူးဒီကျောင်းထဲမှာလှုပ်ချင်လို့မရဘူးအဲ့ဒီအဖွဲ့အစည်းကိုဝင်ခွင့်ပေးလို့မရဘူး နောက်တခါတပြိုင်တည်းထဲမှာလည်းပဲတပါးနှစ်ပါးသုံးပါးဒီပဲဝင်ခွင့်ရတယ်ဝင်လို့ရတယ်လေးပါးကိုတပြိုင်တည်းဝင်လို့ဝင်ခွင့်ပေးလို့မရဘူးစီမင်းစည်းကမ်းတွေကအသေးစိတ်သိပ်ပြီးတော့ဘုရားမြတ်စွာအာဟောစာသိကောင်းတာမေးတယ်မေးခွန်းလေးတွေရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကြက်ခိုင်မှုရှိမရှိလဲ ဘုန်းကြီးယဟန်နေဆိုတာဘာသာရေးခေါင်းဆောင်တွေလေတက္ကရာမတွေရဲ့ရှေ့ကနေဥဆောင်လာပါဖြစ်တဲ့အတွက်ရုပ်ပိုင်းဆိုင်ရာချုပ်ဝင်းနေလေတက္ကရာမတွေကဘယ်လေးနဲ့မှရှိတော့မလဲလေးစားမှရှိတော့မလဲဟုတ်တယ်မလားတကယ်ကြန့်ခိုင်မှုရှိရမယ်ပရိဘုံနာဝိတတိဝတ်တော်တိတဲ့အမလေးမေးတာဟာနောက်တစ်ခါဘာလဲဟိုမှာဘာတဲ့အနာကြီး၅မျိုးတွေမရှိတာမှန်လားတွေတက္ကရာကြီးတွေသိပါလိမ့်မယ်ဟုတ်တယ်မလားနော်တက္ကရာကြီးတွေသိပါတယ်နော်အကျွေးကင်းတဲ့ပုံကိုဟုတ်ကဲ့လားတို့ တကယ်ကိုသူကရုပ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာဆိုင်ရာတွေမေးဖို့နေမေးတာမေးလို့သူတို့သဘောကျပြီဆိုတာဟုတ်တယ်ဒီပုဂ္ဂိုလ်ကသူ့မှာလဲဝတ်ဆရာစားဆရာပေါ့နော်ပရိပုံဏ္ဏဒီပတ္တစီဝံစားဆရာကတပိတ်ဝတ်ဆရာကသင်္ကန်းသုံးတယ်ပြည့်စုံရလားအဲ့ဒါမှမပြည့်စုံလဲမင်းတို့အဖွဲ့ကြီးတဲ့ကိုဝုန်းဝုန်းမပေးနဲ့ဗုဒ္ဓမြတ်စွာအဲ့လိုကိုပြည့်ညတ်ထားခဲ့တာ